မင်္ဂလာပါကျွန်တော်ဖတ်ခဲ့သောတမန်ကျမ်းစာရှမသဲခရစ်ဝင်ကျမ်းခန်းကြီး1အငယ်23ငါတို့နဲ့အတူရှိတော်မူသောဖခင်သခင် အကြောင်း ပြောပြခြင်းပါတယ်တမန်ကျမ်းစာကကျွန်တော်တို့ကိုရှင်းလင်းစွာ ဖော်ပြထားတာကတော့ဖခင်သခင်ဟာကျွန်တော်တို့နဲ့အတူ အချိန်တိုင်းနိုင်တိုင်းမှာရှိတယ်ဆိုတာပါပဲဒီကနေ့သင်တရီပြုမိသည်ဖြစ်စေမပြုမိသည်ဖြစ်စေ ဖျားသခင်ဟာသင်နဲ့အတူရှိနေစေဖြစ်ကြောင်းအမြဲတရိယစီမဲ့အချီနေ၅မျိုးကိုကျွန်တော်ဖော်ပြခြင်းပါတယ်ပထမဆုံးအချီနေကတော့သင်ဘဝကြီးတစ်ခုလုံးအထက်အောက်ပြောင်းပြန်လှန်သွားသလိုခံစားရတဲ့အခါဖြစ်ပါတယ်ကဘာဦးချမ်းတဲ့ကယာကုပ်ကိုကြည့်ပါ သူ့အကိုက သူ့ကိုတတ်မယ်လို့ချင်းချောက်တဲ့အတွက်သူထွက်ပြေးခဲ့ရတယ်သူတိကျွမ်းသမျှ ချစ်ခင်သမျှအရာအလုံးကိုစွန့်ခွာပြီးဘဝကိုအစ်စ်ပြန်ဆခဲ့ရပါတယ်။ဒါပေမဲ့ဒီလိုထွက်ပြေးတိမ်းရှောင်နေရင်သူလုံးဝမထင်မှတ်ထားတဲ့နေရာမှာဖျားသခင်နဲ့တွေ့ဆုံခဲ့ပြီးအံ့ဩစရာစကားတခုံးကိုသူဝန်ခံခဲ့တယ်။ကပ္ပဦးချန်းခန်းကြီး28အငယ်16မှာအကယ်စင်စစ်ထာဝရဘုရားသည်ဤအရ၌ရှိတော်မူ၏။ငါမူကားမတိ ညီကိုမောင်နှမတို့အကယ်၍သင်ဟာသင်ကဘာကြီးပြိုလဲသွားသလိုအထက်အောက်ရောင်းပြန်လှန်သွားသလိုခံစားနေရရင်တော့အဲ့ဒီနေရာမှာဖျားသခင်သင်နဲ့အတူရှိနေစေဖြစ်ကြောင်းတတိယမှာဒုတိယအချက်ကတော့သင်ဟာရန်သူရဲ့တိုက်ခိုက်ခြင်းကိုခံနေရတဲ့အခါဖြစ်ပါတယ်ဓမ္မရာဇဝင်စလုဒ္ဒဆာဆောင်အခန်းကြီး6ထဲမှာဘယင်တစ်ပါးက အဲလီရှဲကိုဖမ်းဖို့စက်သက်ကြီးလှုပ်လိုက်တယ်။သူတို့တွေဝိုင်းရံခံရတာကိုမြင်တော့အဲလီရှဲရဲ့အစီခံကအလွန်တရာကြောက်လန့်သွားပါတယ်။အဲ့ဒီအခါမှာအဲလီရှဲကထာဝရဘုရားဤသူသည်မြင်နိုင်မိအကြောင်းသူဤမျက်စိကိုဖွင့်တော်မူပါလို့ဆုတောင်းလိုက်တယ်။ချက်ချင်းပဲအစီခံကအဲလီရှဲရဲ့ပပလေမှာမိမြင်းများ နီးရထားများအပြည့်ရှိနေတာကိုမြင်တွေ့လိုက်ရတယ်။အရေးကြီးတာကအဲ့ဒီမီးမြင်းမီးရထားတွေဟာအစကတည်းကအဲ့ဒီနေရာမှာရှိနေခဲ့ပြီးသားပါ။ဒါပေမဲ့အစီခံကတတိမပြူမိခဲ့တာမမြင်ခဲ့တာဖြစ်ပါလေ။ဒီကနေ့သင်ဟာဝိညာဉ်ရေးရာတိုက်ခိုက်မှုတွေလောကရဲ့ဖိအားပေးမှုတွေအောက်မှာရှိနေတယ်လို့ခံစားနေရရင် သင်နဲ့အတူရှိတဲ့ဘုရားသခင်ရဲ့မျက်မှောက်တော်နဲ့ကာကွယ်မှုကိုမြင်တွေ့နိုင်ဖို့သင်မျက်စိကိုခွင့်ပေးပါလို့ဆုတောင်းပါတတိယချက်ကတော့ကျွန်တော်တို့ရဲ့အားနည်းချက်ကိုယ်တိုင်အပြစ်တွေကျူးလွန်ထားတဲ့အခါဖြစ်ပါတယ်ကျွန်တော်တို့အပြစ်ပြုတဲ့အခါကျွန်တော်တို့ဟာဘုရားသခင်နဲ့မိမိကိုယ်ကိုတီးခြားခွဲခွာဖို့ရွေးချယ်လိုက်တာနဲ့တူပါတယ်အဲ့ဒီအခါအပြစ်ရဲ့ အချက်တရားကြောင့်ဘုရားသခင်နဲ့ဝေးကွာသွားတယ်လို့ခံစားရတတ်ပါလေအကယ်၍တင်ဟာတင့်ရဲ့အပြစ်ကြောင့်ဘုရားသခင်နဲ့ဝေးကွာနေတယ်လို့ခံစားနေရရင်ကြည်မွတဲ့နောင်တစိတ်နှလုံးနဲ့ဘုရားသခင်ထံကိုချင်းကတ်တဲ့အခါကိုရောနဲ့ပြန်လဲတင့်မြတ်မှန်ကန်တဲ့ဆက်ဆံရေးကိုပြန်လဲရရှိနိုင်ပါလေစတုဒ္ဒအချက်ကတော့ ဘာလုတ်လို့ဘာကန်ရမှန်းမသိအောင်စိတ်ရှုပ်ထွေးနေတဲ့အခါဖြစ်ပါတယ်။သခင်ယေရှုခရစ်တော်တေခြင်းကနေထားမြောက်ပြီးနောက်အဲမောက်ရွာကိုသွားနေတဲ့တပည့်တော်နှစ်ဦးဟာဖြစ်ဖြစ်ခဲ့တာတွေကြောင့်အကြီးအကျယ်စိတ်ရှုပ်ထွေးနေခဲ့ကြတယ်။အဲ့ဒီချိန်မှာသခင်ယေရှုခရစ်တော်ကိုယ်တိုင်သူတို့စီကြွလာပြီးသူတို့နားလည်ဖို့ရှင်းပြခဲ့ပါတယ်။ ညီအကိုမောင်နှမတို့အခုတင့်ဘဝမှာလမ်းပြောင်းနေတယ်ရှစ်ဆက်ဘာလို့ရမှန်းမသိအောင် စိတ်ရှုပ်ထွေးနေတယ်ဆိုရင်တင့်ကိုရှစ်ဆက်ရမယ်လမ်းတွေ့ရှိအောင်ကူညီဖို့သခင်ယေရှုဟာတင့်ဘေးမှာအသင့်ရှိနေပါတယ်ပြင်စမအချက်ကတော့ဖျားသခင်ကတင့်ကိုတင်းနေနေကြတက်တော့တက်တာနေရအပြင်ဘက်ကိုခေါ်ထုတ်တဲ့အခါဖြစ်ပါတယ်ဖျားသခင်ကကျွန်တော်တို့ကို ကြီးထွားစီဖို့အမှုတော်ဆောင်ဖို့အမြဲတမ်းတက်တော့တက်တာဇုံအပြင်ဘက်ကိုခေါ်ထုတ်လိရှိပါတယ်တခါတလေကိုတော်စီလွတ်တဲ့နေရာဟာ အထီးကျန်တဲ့နေရာခက်ခဲတဲ့နေရာဖြစ်နိုင်ပါတယ်ဥပမာယုံကြည်သူတွေအယံနေပါတဲ့ခက်ခဲဆုံးနေရာတွေမှာအမှုတော်ဆောင်ဖို့မိမိတို့ရဲ့ဘဝကိုစက္ကပ်ထားတဲ့သူတွေရှိပါတယ်အဲ့ဒီလို အထီးကျန်ဆံပြီး ခက်ခဲတဲ့အခိုက်အတန့်တွေမှာသခင်ယေရှုခရစ်တော်ကိုယ်တိုင်ကတတိပေးထားတာကတော့ငါဒီကကပါဂုံတိတိုင်အောင်သင်တို့နဲ့အတူ အစင်မပြတ်ရှိသည်ဆိုတဲ့ဂရိတော်ပါပဲညေကိုမောင်တို့မတို့သင်ဟာဘလို့အချင်းဤမျိုးမှာပဲရောက်နေပါစေသခင်ယေရှုခရစ်တော်ဟာအီမာနွေလဖြစ်ပါတယ်အီမာနွေလဆိုတာ ငါတို့နဲ့အတူရှိတော်မူသောဖျားသခင်လို့အဓိပ္ပာယ်ရပါလေ။သင်ဖျားသခင်ရဲ့မျက်မှောက်တော်ကိုခံစားမိသည်ဖြစ်စီ မခံစားမိသည်ဖြစ်စီ ကိုရောဟာသင်နဲ့အတူရှိနေပါလေ။ကျွန်တော်နဲ့အတူဆုတောင်းကြရအောင်။အဖဖျားသခင်ကျွန်တော်တို့ခံစားမိသည်ဖြစ်စီ မခံစားမိသည်ဖြစ်စီ အချိန်တိုင်းနေရာတိုင်းမှာအထူးသဖြင့်ကျွန်တော်တို့ရဲ့ အခက်ခဲဆုံးအချိန်တွေမှာအတူရှိနေတော်မူတဲ့အတွက်ဂျေဇူးတင်ပါတယ်ဒီကနေ့နှုတ်ကပတော်ကိုကြားနာသူအယောက်စီတိုင်းရဲ့ဝိညာဉ်မျက်စိကိုဖွင့်ပေးပါယာကုပ်လူအဲလီရှဲရဲ့အစီခံလူအဲမောက်ယွာကတပည့်တွေလူ ကိုရောကျွန်တော်တို့နဲ့အတူရှိနေကြောင်းသိမြင်နားလည်နိုင်တဲ့ဂျေဇူးကိုပေးတော်မူပါ အထီးကျန်ခြင်းခံစားချက်ရှိသမျှကို ဖယ်ရှားပြီးကိုရောရဲ့မျက်မှောက်တော်ငြိမ်သက်ခြင်းနဲ့ဖြစ်ပြီးတော်မူပါအီမာနွေလငါတို့နဲ့အတူ အစင်ရှိတော်မူသော သခင်ယေရှုနာမတော်မြတ်၌ဆုတောင်းပါ၏အာမင်ဖယားသခင် ကောင်းချီးပေးပါစေ